ခုကျမ်းပါရတော့ဂလာတိဩဝါဒစာခန်းကြီး3ဖြစ်ပါတယ်ဂလာတိဩဝါဒစာခန်းကြီး3အငယ်1မှ8ပညာမဲ့သောဂလာတိလူတို့လက်ဝါးကတိုင်မှ အသေးခံတော်မူသောယေရှုခရစ်ကိုတင်တို့မျက်မှောက်၌ထင်ရှားစွာ ပြပြသည်ဖြစ်၍တမာတရားကို နားမထောင်စေခြင်းငှာတင်တို့ကိုအဘယ်သူပြုစားသည်နည်းပညာတရားဤအကျင့်အားဖြင့်ဝိညာဉ်တော်ကိုခံရကြသလို သို့မဟုတ်ယုံကြည်ခြင်းတရားကိုကြားနာခြင်းအဖြစ်ခံရကြသလိုဟုသောအရာတစ်ခုကိုသာတင်တို့၌ငါတိလို၏ဤမြတ်လောက်ပညာမဲကြသလိုဝိညာဉ်တော်ကို အမိပြု၍လှုပ်ဆရှိပြီးမှဇာတိကိုအမိပြု၍ပြီးစေကြသလိုဤမြတ်လောက်သောဆင်းရဲခြင်းကိုအချီးနီးခံကြပြီလောအချီးနီးတက်တက်ဖြစ်ရမည်လောထိုမှတပါဝိညာဉ်တော်ကိုတင်တို့အားပေး၍ သင်တို့၌တကူးများကို ပြသောသူသည်ပညာတရား၏အကျင့်အာဖြင့်ပြသလော။ယုံကြည်ခြင်းတရားကို နာခြင်းအာဖြင့် ပြသလော။ထိုနည်းတူအာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏။ယုံကြည်ခြင်းရှိသောသူသည်အာဗြဟံ၏သားဖြစ်သည်ဟု အမှန်သိမှတ်ကြလော။ဘုရားသခင်သည်ယုံကြည်ခြင်းကိုထောက်၍တပါးအမျိုးသားတို့ကိုဖြောင့်မတ်ရာ၌ တည်စေတော်မူမည်ဟုကျမ်းစာသည်မျှော်မြင်လျက်အာဗြဟံအားအမိန့်ရှိပြီးတင့်အားဖြင့်လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုအေဝံဂေလိတရားကို ဟောနှင့်လေ၏အငယ်ကိုမဆက်လေတို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့သည်ယုံကြည်သောအာဗြဟံနှင့်အတူကောင်းကြီးမင်္ဂလာကိုခံရကြ၏ပညာတရား၏အကျင့်ကို အမိပြုသောသူရှိသမျှတို့သည်အကျင့်နှင့် ဆက်ဆိုင်ကြ၏အကြောင်းမူကားပညာတိကျမ်းစာ၌ပါသမျှသောစကားတို့ကို အမြဲမကျင့်သောသူတိုင်းကျင့်တော်မူခြင်းကိုခံစေသည်ဟုကျမ်းစာလာ၏တဖန်တုံ ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအဖြင့်အသက်ရှင်လိမ့်မည်ပညာတရားမူကားယုံကြည်ခြင်းနှင့်မဆက်ဆိုင် ထိုအကျင့်ကိုကျင့်တော်သူသည် ထိုအကျင့်အဖြင့်အသက်ရှင်လိမ့်မည်ဟု ဆိုသည်ထိုကြောင့်ဘုရားသခင်ရှေ့တော်၌ပညာတရားအဖြင့်အဘယ်သူမျှ ဖြောင့်မတ်ရာသို့မရောက်နိုင်ဟုထင်ရှားလျက်ရှိ၏တစ်တိုင်၌ဆွဲထားခြင်းကိုခံရသောသူတိုင်းကျင့်ခြင်းကိုခံရသောသူဖြစ်သည်ဟုကျမ်းစာလာသည်နှင့်အညီခရစ်တော်သည်ငါတို့အတွက်ကြောင့်ကျင့်ခြင်းကို ခံရသောသူဖြစ်၍ငါတို့ကိုပညာတရား၏ကျင့်ခြင်းမှရွေးနှုတ်တော်မူပြီးအကြောင်းမူကားအာဗြဟံခံရသော ကောင်းချီးမင်္ဂလာသည်ယေရှုခရစ်အားဖြင့်တပါးမျိုးသားတို့၌တည့်ရောက်သည်ဖြစ်၍ ငါတို့သည်ဂရိတော်နှင့်ရှင်သောဝိညာဉ်တော်ကိုယုံကြည်ခြင်းအားဖြင့်ခံရကြမည်အကြောင်းတည်းအငယ်59မှ29ညီကိုတို့လောကီဝဟာရအားဖြင့်ငါပြောမည်လူတော်လဲဝန်ခံစားကို ချုပ်ပြီးမှအဘယ်လူမျှမပေရထက်စီ၍စကားကိုမတွင်းရဂရိတော်တို့ကို အာဘိဟန်နှင့်သူ၏အမျိုးနွယ်၌ထားတော်မူ၏အမျိုးနွယ်တို့ခု အများသောသူတို့ကိုရီမှတ်၍မိန်တော်မူသည်မဟုတ်တင်ဤအမျိုးနွယ်ဟုတယောက်သောသူကိုရီမှတ်၍မိန်တော်မူ၏ထိုတယောက်သောသူကခရစ်တော်ဖြစ်သည်ငါဆိုသည်ကခရစ်တော်ကိုရီမှတ်၍ဘုရားသခင်တည်စေတော်မူနှင့်သောပရိညာတရားကို အနှစ်430လွန်ပြီးမှ နောက်ဖြစ်သောပညာတရားသည်မပင်နိုင်ဂရိတော်ကို အချီးနှီးမဖြစ်စေနိုင်ထိုမှတပါ အမွေတော်သည်ပညာတရားနှင့်ဆက်ဆိုင်လျှင် ဂရိတော်နှင့်မဆက်ဆိုင်ဘုရားသခင်သည်ဂရိတော်အားဖြင့်အာပြန်ဟံအားထိုအမွေတော်ကိုတနာတော်မူ၏တို့ဖြစ်၍ပြည့်ညတ်တရားသည်အဘယ်အကျိုးရှိသည်ဟုမူကားဂရိတော်ကိုခံသော အမျိုးအနွယ်မဖြစ်မီတိုင်အောင်ဒုစရိုက်များကြောင့်ထိုတရားကိုထပ်၍ပေးတော်မူ၏ထိုတရားကိုကောင်းကင်တမန်များအားဖြင့်အာမခံ၏လက်၌ထားတော်မူ၏အာမခံမည်သည်ကားတစ်ဖက်နှင့်သာဆိုင်သည်မဟုတ် ဖျားသခင်မူကားတဖက်ဖြစ်တော်မူ၏တို့ဖြစ်၍ပြဉ္ညာတရားသည်ဖျားသခင်၏ဂရုတော်နှင့်ဆန့်ကျင်ဘက်ဖြစ်တော်ထိုတို့မဖြစ်နိုင်ရာအသက်ရှင်စေနိုင်သောပြဉ္ညာတရားကို ပေးတော်မူသည်မှန်လျင်အကယ်စင်စစ်ထိုတရားအဖြစ်ဖြောက်မှတ်ခြင်းကိုရလိမ့်မည်ယခုမူကားယုံကြည်သောသူတို့သည်ယေရှုခရစ်ကိုယုံကြည်ခြင်းနှင့်ဆက်ဆိုင်သောဂရုတော်ကိုရမည်အကြောင်းကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ ချုပ်ထား၏ယုံကြည်ခြင်းတရားမယုံမီပညာတရားသည်စောင့်နေသည်ဖြစ်၍ထိုအခါငါတို့သည်နောက်၌ထင်ရှားလက်တန်သောယုံကြည်ခြင်းတရားကို မျှော်လင့်၍ချုပ်ထားလျက်ရှိကြ၏ထိုကြောင့်ငါတို့သည်ယုံကြည်ခြင်းအဖြင့်ဖြောင့်မတ်ရာသို့ ရောက်စေခြင်းကပညာတရားသည်ခရစ်တော်ထံသို့ငါတို့ကိုပို့ဆောင်၍ငါတို့၏အထင်းဖြစ်သည်ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ ငါတို့သည် ထိုအထိမ့်လက်မှလွတ်ကြ၏အဘယ်သို့နည်းဟုမူကားတင်တို့အပေါင်းသည်ယေရှုခရစ်ကိုယုံကြည်သဖြင့်ဘုရားသခင်၏သားဖြစ်ကြ၏ခရစ်တော်၌ဗတ္တိဇံကိုခံတော်သူ ရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ယေရှုခရစ်၌ယူရလူမရှိဟေလသလူမရှိဂျုံမရှိ လူလွတ်မရှိယောက်ျားမရှိ မိန်းမမရှိ ထိုသခင်၌ တင်လို့အပေါင်းဒီတလုံးတဝကြီးဖြစ်ကြ၏ခရစ်တော်နှင့်ဆက်ဆိုင်လင် အာဗြဟံ၏အမျိုးနွယ်ပင်ဖြစ်၍ဂရိတော်တိုင်းအမွေခံ၏အရာ၌တည်ကြ၏โอเคနောက်ချမ်းပိုင်းမှာပြန်စီချမ်းမယ်ဘိုင်